စကိုင်းတစ်မြို့လုံးရေပြက်ပြီးတော့ AR မြေကိုတိုက်ရိုက်သုံးနေကြပြီးတောက်သုံးရေတွေလည်းလိုအပ်နေကြပါတယ်။ဟန်နသတင်းပေးပို့ထားပါတယ်ရှင်။ငလင်ကြီးလုခတ်ပြီးတဲ့နောက်စကိုင်းမြို့ပေါ်မှာလက်စမီနဲ့တောက်သုံးရေတွေပြက်လက်သွားပြီးကန္နာလန်းရှိမြေတင်ရနေရကနေ AOD မြေကိုတိုက်ရိုက်အသုံးပြုနေကြရပါတယ်။ကန္နာလန်းတလျှောက်ရေတဲယူတဲ့ရေကားတွေနဲ့ပြင်းနေနေပြီးတောက်ရေပိုခက်ခဲလာတဲ့အခြေအနေကိုရေလာတဲသူတို့ကပြောပြပါဗျာ။ တောက်ရင်နဲ့စားစားတာနဲ့ပြတ်နေဟိုအဓိကတော့တောက်ရင်ပေါ့တောက်ရင်ပြတ်နေအဓိကတော့အကုန်လုံးစောင်းနေပေါ့စောင်းနေနဲ့ရေပြက်လက်ရေပြက်မှာပဲစူရမှာဒီကလည်းကိုကသို့ဆိုရင်လည်းပုံမှန်ရေဒီပေါ့ဝီသီးရေအဲ့ဒါပဲတောက်နေရတာဒီကတော့ရေပြက်နေရပါငလင်တန်ကြောင့်လက်စမီပြတ်တော့တာတောက်ရေသုံးရေမရရှိတာစားတဲ့အခက်အခဲတွေကလလလဆာမိသားစုဝင်တွေအတွက်ပိုပြီးကြက်တဲလာစေတာဖြစ်ပါတယ် မန္တလေးမြို့မှာငလင်ဘေးကြောင်လုပ်ငန်းတွေရဆိုင်သွားပြီးရှူကျက်ရဲ့စိတ်ကမ်းမှာဂျပန်လူကိုင်နေသူတူကငလင်ဘေးတင်ပြီးနောက်ပူချက်တဲလာတယ်လို့ပြောပါတယ်လူကန်လာလင်ဆိုတော့အဲ့လောက်ကြီးတော့သူပြောတော့ကတော့ဒီတိုင်းပဲဗျာဒီတိုင်းပဲဆိုတော့ကိုကလက်လို့လက်သားဘွားဆိုတော့တွားရလာတော့ကရသွားတယ်လောက်ကန်စားသွားတယ်မကောင်းတော့တာပဲဒါကြီးဒီဟာဖြစ်သွားတော့အဲ့ဒါပဲသိရတယ်ကျွန်တော်လည်းလူတော့ပြောတယ်ပူဝမ်းတော့ပေါ့လောက်ကန်စားလို့မခုလမ်းနေလေကုန်ပြတ်ကုန်တာဆိုတော့တွားရလာလေတော့ကရရောက်ကုန်တယ်လေမရှိချက်လို့လိုက်လုံနေရပဲခုလေ နောက်မှလောက်ကနေမြန်လေးမန်းလေးနဲ့လှုပ်သွားလောက်ရတာတော်တော်လေးခုကမန်းလေးပတ်လေးလမ်းနဲ့ကုန်ပိတ်ကုန်လာဆိုတော့တော်တော်တော့ခောက်ရောက်ပါလေငလင်ဘေးကြောင့်သက်တိုင်တွေကျူးကြကုန်တဲ့အပြင်မြေအောက်တွေ့တန်းထားတဲ့ရေပိုက်တွေလည်းပျက်စီးသွားတဲ့အကြားစကိုင်းမြို့မှာလက်စမီနဲ့ရေပြန်လဲရရှိဖို့ကလနဲ့ချီကြမြင့်နိုင်တယ်လို့မြို့ခံတွေကခမန်းထားကြပါတယ်။ဒါကြောင့်မြေရေကိုတရက်အုံပြုနေရတဲ့စကိုင်းမြို့ခံတွေအကြားမတန့်ရှင်းတဲ့ရေမတန့်ရှင်းတဲ့ပတ်ဝန်းကျင်ကြောင့်ကူးဆက်ရောဂါတွေဖြစ်ပွားလာမှာကိုလည်းစိုးရိမ်နေကြရပါတယ်။ 怎么很难吗？